င်္ဂလာပါရှင်။ကျမတို့တရင်ဌာနကနေအော်တိုဘာလ22ရက်နေ့နေ့လယ်ခင်းနောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေရီကံပြူဟာကုန်းကိုအေအေကဝိုင်းထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နေရအနေငယ်သာကြန့်ရှိတော်သည့်နေရီကံပြူဟာကုန်းကိုအာရကတက်တော်အေအေနှင့်ပူးပေါင်းတပ်ဖွဲ့များမှဝင်းရံပိတ်ဆို့ထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနေရီကံစစ်ရေးတရင်ရှင်းမြစ်ကပြောပါတယ်။ မရေကန်ပြူဟာကုန်းတီရက်ခိုင်နှင့်မကွေးအဆက်အမ်ပရန်လန်းတွင်ရှိသောစစ်ကောင်စီ၏ပြူဟာကုန်းတက်စကန်တစ်ခုဖြစ်ပါသည်။အော်တိုဘလ15ရက်အရကတ်တော် AAE စစ်ရေးတရင်ထုတ်ပြန်ချက်တွင်မရေကန်ပြူဟာကုန်းစကန်အားအပိသက်သိမ့်ဖိုက်ရရှိနိုင်ရေးအနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောဆိုထားပါသည်။ရှင်နေအော်တိုဘာလ21ရက်နေ့နေရီကန်ပြူဟာကုန်းစစ်ရေးချိန်တွေကို ခိုင်မာသောစစ်ရေးသတင်းရင်းမြစ်တအုပ်ကအခုလိုပြောပါရယ်အခုထိတော့ဝိုင်းဝန်းထားတော့ပါပဲ ထောက်ကူလန်တွေလည်းဖြတ်တောက်ထားတယ်လက်တော်ဖြည်းဖြည်းချင်းထိုးစစ်ဆင်နေတာမျိုးပါအရက်ကတက်တော်စီမာရော PDF တွေစီမာရော လက်နက်ချအလင်းဝင်လာသူ ထွက်ပြေးလာသူတွေတော့ရှိပါတယ်ဟုပြောပါတယ်နေရီကံပြူဟာကုံအနီးရှိဂုတ်ကြီးဖိုက်တာကုံစသည့်ကကင်းစက်ခတ်များအလုံးကိုအေအေပူပေါင်းတပ်ဖွဲ့မှတင်ပိုက်ပြီးနောက်ပင်မပြူဟာကုံကိုတင်ပိုက်ရရှိနိုင်ရေးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်ထို့သောထိုးစစ်စင်တိုက်ခိုက်နေစဉ်အတွင်းနေရီကံပြူဟာကုန်းပေါ်မှထွက်ပြေးနေသူများနှင့်အလင်းဝင်လာသူစုစုပေါင်းစစ်ကောင်စီတပ်သား၁၁ဦး ဖမ်းဆီးရရှိထားကြောင်း AA မှအောက်တိုဘာလ18ရက်တွင်သတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တအူးကနရီကန်ကမကွေးအတွက်ရောရခိုင်အတွက်ရောအရေးပါတာကို AA ရော PDF ရောစစ်ကောင်စီရောအားလုံးကသိကြတယ်။ဒီကုန်းကိုရသွားပြီဆိုရင်ငဖဲမျိုးကတက်ရင်တွင်ကပါဆာဆက်ယုံတွေကိုဟောင်ဝစ်စာလက်နက်ကြီးတွေနဲ့လှမ်းထူလို့ရတယ်။ဒါကိုစစ်ကောင်စီကတိတော့အသေးအလူလေးပြန်ခုခံနေတာဖြစ်တယ်။အေအေရဲ့ထိုးစစ်တွေကိုလေကြောင်းပစ်ကူရောလူအင်အားရောအဆက်မပြတ်ပို့ပေးနေတယ်ဟုပြောပါတယ်။ နေရီကံပြူဟာကုံမချစီရီအတွက်စစ်ကောင်စီကစစ်ကူများနဲ့လေကြောင်းပစ်ကူများအဆက်မပြတ်ပြုလုပ်ပေးနေတော့လေအကောင်ဆုံးတုတ်ပြန်ခန့်စင်များနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုအေအေကပြောဆိုထားပါဗျ။နေရီကံပြူဟာကုံတွင်2024ခုနှစ်ကစ၍တမခ69နဲ့စကခ19တများအင်အားဖြင့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေသည့်ကြောင့်သတင်းရင်းမြစ်များထံမှသိရပါဗျ။ မေဂန်ပြူဟာကုန်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအာရကတက်တော် AA နှင့် PDF များကတိုက်တွန်းပြောဆိုထားကြပါသည်။ဆက်လက်ပြီးမြန်မာနိုင်ငံမှာအဖြစ်ခက်ရဲစဲပြီးငြိမ်းချမ်းရေးရယူကြဖို့ပုံရဟန်းမင်းကြီးပန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ဗာတီကန်စီတီစိန့်ပီတာယဉ်ပြမှာအော်တိုဘာ19ရက်ကကျင်းပခဲ့တဲ့လူမှုဝိပုစုတောင်းပွဲအပြီးမှာပုံရဟန်းမင်းကြီးလီယို14က မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်ငြိမ်းချမ်းရေးရယူကြဖို့ပန်ကြားခဲ့ပါတယ်။2021ခုနှစ်မေလကလေးကပြည်တွင်းစစ်ပြင်းထန်နေတဲ့မြန်မာနိုင်ငံကနေထွက်ပေါ်လာတဲ့သတင်းတွေဟာစိတ်မချမ်းမြေ့စရာကောင်းနေလို့ပုံရဟန်မင်းကြီးကပြောကြားပြီးအပြည့်ခက်ရက်စဲဖို့တောင်းဆိုခဲ့ပါတယ်။အယက်သားတွေနဲ့အစာအုပ်တွေကိုလက်နက်ကင်တိုက်ခိုက်တာတွေလေချောင်းကဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဝန်ရရပြီးအကြံဖတ်တိုက်ခိုက်မှုတွေအခက်အခဲတွေနဲ့ကြုံတွေ့နေရသူအလုံးအတွက်စူတောင်းပေးကြောင်းပုံရဟန်းမင်းကြီးလီယိုဆက်လေးကမိန်ကြားပါတယ် ချက်ချင်းထိရောက်တဲ့အပြစ်ခတ်ရက်စဲမှုလုပ်ကြဖို့မိမိရင်တဲ့နှလုံးသားတွေကချက်မှန်ပန်ကြားလို့ကြောင်းနေအားလုံးပါဝင်ပြီးအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေကနေတက်စင်ငြိမ်းချမ်းရေးရယူကြဖို့တိုက်တွန်းကြောင်းပုံရဟန်းမင်းကြီးကပြောဆိုလိုက်တာပါအဲဒီနောက်ပိုယဟမင်းကြီးကအထွတ်အမြတ်ထားရမည်နဲ့ယူကရိန်းအပြင်စစ်ပွဲတွေကြောင့်ထိခိုက်ခံစားနေကြရတဲ့အခြားဒေသတွေအတွက်လည်းစူတောင်းပေးခဲ့ပါရယ်။ရေရှည်တည်တဲ့နိုင်ငံရေးရရှိဖို့ကြိုးပမ်းကြမယ့်ခေါင်းဆောင်အလုံးအတွက် ဉာဏ်ပညာနဲ့ဇွဲလုံးလာကိုဖရာသခင်ကကောင်းကြီးပေးပါစေလို့လေပုယဟန်မြင့်ကြီးကဆုတောင်းပတ္ထနာပို့သခဲ့ပါတယ်။လီယိုဆလေးမတိုင်ခင်အနိစ္စရောက်သွားပြီဖြစ်တဲ့ပုယဟန်မြင့်ကြီးဟောင်းဖရန်စစ်ကလည်းမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်တိုက်တွန်းခဲ့ပြီးစစ်ကောင်စီလက်ထက်ဖန်ဆီးခံရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဗာတီကန်စီးတီးမှခုလုံခွင့်ပေးမယ်လို့လည်းပြောကြားခဲ့ပူပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။